စီအနာရှင်နေဟာဖြုတ်ထုတ်ရစနစ်နဲ့ကျူပင်ခုတ်ကျူငုတ်ပါမကြံမျက်မှန်တင်ဦးရဲ့ထောက်လာရေးတပ်ဖွဲ့တွေကိုနှိတ်ကွတာထက်တောင်ပုံမူပြင်းထန်စွာနှိတ်ကွခဲ့ပါတယ်။ပြန်လည်ဖွဲ့စည်းထားတဲ့စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ယုံကို ထောက်လာရေးနာမည်ကိုပင်ဆက်သွင်းခွင့်မပြုအောင်အညိုကြီးခဲ့ပါတယ်။ထောက်လာရေးကထောက်ခံချက်ပေးထားတဲ့ဘူလောင်းတွေကိုပါမကြံဆွေ90မျိုး90ထောက်လာရေးနဲ့ပတ်သက်သမျှအလုံးကိုအေးအေးယူခဲ့ပါတယ်။ ဘိုခင်ညွန့်ဟာတမမမူတိုင်မူမဖြစ်ခဲ့ပဲစစ်တပ်ရဲ့ထိတ်ဆုံးနှိပါအဆင့်ကို အရှိန်တိုအတွင်းမှာရောက်ခဲ့သူဖြစ်ပါတယ်။နိုင်ငံတကာကောင်းဆောင်နေတဲ့ထီထွေးဆက်ဆက်မှု နိုင်ငံရေးပြည်ရွယ်ကျယ်ဝမှု အလုံးလုံးရမှာကျွမ်းကျင်မြန်ဆန်မှုရှိသူဖြစ်ပါတယ်။နိုင်ငံရေးအရာအောင်မြင်မှုနဲ့ရာဇပလင်မြဲစေဖို့အမျိုးမျိုးစွမ်းဆောင်နိုင်လို့ဆရာနာရှင်တွေကသူ့ကိုကြောက်ရွံ့ခဲ့ခြင်းရှေမုန်းခဲ့ခြင်းလည်းဖြစ်ပါတယ်။ သူဟာပြည်တွင်းငြိမ်းချမ်းရေးအတွက်သူမတူအောင်ဆွမ်းဆောင်ခဲ့ပြီးတိုင်းရင်းသား18ဖွဲ့နဲ့အင်အားကောင်းလာတဲ့နမကြီးဘိန်းပရင်ခွန်စာရဲ့လွယ်မော်အဖွဲကိုငင်းကြဲရရရှိအောင်လက်နက်ရှာအောင်စီယုံသိမ်းသွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ဒါအပြင် KNU အဖွဲနဲ့ညှိနှိုင်းဆွေးနွေးမှုလည်းအောင်မြင်လို့နေပါရှိခဲ့ပါတယ်။ သူ့ရဲ့ကြိုးပမ်းမှုကြောင့်2000ခုနှစ်အောက်တိုဘာမှ2001ခုနှစ်ဇွန်လအထိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တရားဝင်၅ကြိမ်တိုင်တိုင်ဆွေးနွေးပွဲကျင်းပနိုင်ခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်အားတွိဆုံညီနာရေးနဲ့အမျိုးသားပြန်လည်တည်မြဲရေးအတွက်ကကလမ်းမဘူမှုကျုပ်တန်းထွန်းတဲ့အဖွဲ့ကိုတာဝန်ပေးခိုက်စေခဲ့ရာအထိုက်အလျောက်အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒေါအောင်ဆန်းစုကြည်ကိုဘိုတန်းရွှေနဲ့တကြိမ်ဘိုမောင်အေးအပါအဝင်သုံးဦးနဲ့တကြိမ်တွဲဆောင်စီရန်ကြိုးပမ်းခဲ့ပြီးထမင်းလက်ဆောင်စားကြတဲ့အထည်အောင်မြင်ခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ဒီပဲရဲမှအကြံဖတ်ခံရတဲ့အခါမှာတော့ဘိုတန်းရွှေဟာနိုင်ငံရေးအကြက်အတဲပိတ်မိပြီးအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ရှိလို့ဘိုခင်ညွန့်ကိုဝင်ကြီးချုပ်ရာဒူပေးကတွန်းလှုပ်ခဲ့ပါတယ်။ဘိုခင်ညိုဟာနိုင်ငံတကာဖိအားပေးမှုတွေကြောင့်ရေရှည်မှာမိမိနိုင်ငံနှင်နာမှာကိုတည်မြင်ပြီ ရုံမတ်ခုနှစ်ချက်ကိုကျင်ညာကထွက်ပေါက်ရှာခဲ့ပါတယ်။ဒါအပြင်ဘိုခင်ညို့ဟာအမျိုးသားညီလာခံမှာအတိုက်အခံပါတီ NLD ပါဝင်မှတဘာဝကြမယ်လို့သိမြင်ပြီးနာအဖဥက္ကဋ္ဌကိုဖြောင်းပြစည်းရုံးက NLD ပါတီကိုဖိတ်ကြားနိုင်တဲ့အထိဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ဘိုခင်ညိုဟာထောက်လိုက်ရေးတပ်ဖွဲ့အင်အားကို တိုးရှက်ရမှာမဟာဗျူဟာလေးလာရေးဌာနကိုတမတော်လေးချင်းရဲ့အရာရှိလက်အောက်သို့သွတ်သွင်းစေပြီးအဆိုပါဌာနမှထောက်လိုက်ရေးတပ်ဖွဲ့ဝင်အားလုံးကိုပြည်လဲခေါ်ယူ၍ တစုတဝေးတဲ့တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရောအဖြစ်ဖွဲ့စည်းပုံတည်တံ့ပြင်ဆင်ခဲ့ပါတယ်။ရင်းကိစ္စအားဘုံမောင်ဧကကန့်ကွက်နေတဲ့ကြားတဲ့တွင်ဘုခင်ညိုးဟာအကောင့်အထည်ဖော်နိုင်ခဲ့ပြီးအောင်မြင်မှုရရှိခဲ့ပါတယ်။အဲဒီနာထောက်လဲရေးပုံမှုကျုပ်ဆဲဦးနဲ့ဌာနဆယ်ကူဖြစ်လာပြီးလက်နက်တွေတိုးချဲ့တက်ဆင်လာတာကိုထိပ်ပိုင်းစစ်အာဏာရှင်တွေအနေနဲ့ဘဝင်မကြဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာဥနေဝင်းရဲ့မြေးတွေဟာရဲကြောက်ကိုဝင်ရောက်စီးယုံပြီးဥပဒေအကအကွယ်ရယူ၍ရန်ကုန်မြို့တွင်ထင်တိုင်းကျဲနေခြင်း2000ခုနှစ်စီရိုနာဟိုတယ်တွင်ဥနေဝင်မွေးနေ့ကျင်းပခဲ့ခြင်းတို့ကိုဆီယာနာရှင်တွေဟာဘဝင်မကြဘဲတတိကြီးစွာစောင့်ကြည့်နေခဲ့ကြပါတယ်။ဆက်လက်ပြီးဥနေဝင်အတွက်လုံခြုံရေးယူထားတဲ့တာနာကလေတခွဲရဲ့လက်နက်တွေကိုအေဒီလန်အင်ကိုရောက်ရှိခဲ့ပါတယ်။ ဒီသတင်းဟာတော်လန်ရင်နေအတွက်ရန်ကုန်မြို့မှာလုံခြုံရေးယူထားတဲ့တမ89တမမူဘုံမူကျောက်တန်သေးကိုဥနေဝင်းမြေးတွေတွားရောက်စီယုံခဲ့ရမှအဲ့ဒီတမမူသတင်းပို့လိုက်လို့သိရှိရခြင်းဖြစ်ပါတယ်။အဲ့ဒီသတင်းကိုထောက်လန်းရိတ်ကပေးပို့နိုင်ခြင်းမရှိလို့ဘုခင်ညွန့်အပေါ်ထိုက်ပိုင်းအာနာရှင်နှစ်ဦးဟာတန်တရားစတင်ဝင်ခဲ့ပါတယ်။ 2004ခုနှစ်မှာနိုင်ငံခြားရေးဝန်ကြီးဦးဝင်းအောင်ဟာမကြခင်တိတာထူရှားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာတော့မှာပါလို့အနောက်ခွစကလုံးကို နိုင်ငံခြားအစည်းအဝေးတစ်ခုမှာပြောမိလိုက်တဲ့အတွက်ဆရာနာရှင်နှစ်ဦးကစိတ်ဆိုးခဲ့ကြပါတယ်။ဦးဝင်းအောင်ဟာဘုခင်ညွန့်ရဲ့တပည့်ဖြစ်ပြီးနိုင်ငံခြားမှာတင်သူ့ကိုယာတူးမှတန်ဖြုတ်ခဲ့ရာအရှိအအနေတင်းမာမှုကြီးထွားခဲ့ပြန်ပါတယ်။အမှန်တကယ်တော့ဆရာနာရှင်တွေဟာအာနာကိုလိမ့်လေပြီးမတရားရယူထားတာကြောင့် တိုင်းပြည်အနေနဲ့အဖက်ဖက်ကယုံရင်းပြက်စီးနေလို့နိုင်ငံတကာအလဲမှာရှက်ဖွဲ့လီလီဖြစ်နေခဲ့ရခြင်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အေရီးယားအတွင်းကတက်တေရဲ့တက်တာရှောင်ရှည်ရေးအတွက်နေဆက်ကဂျိုးတူဆလောင်းတွေတင်သွင်းလာတာကိုဥပဒေပေါင်းအတွင်းမကိုက်ညီဘူးဆိုပြီး ထောက်လန်းရေးကပိတ်ဆို့မှုဖြစ်ပွားခဲ့ပါတယ်။အောက်ရှိတက်မတော်အတွင်မှာကြီးတက်တဲ့ထောက်လိုက်ရေးတပ်ဖွဲ့တွေကြားအစာမကျိမှုများစွာရှိခဲ့ပါတယ်။ ကြည်တက်ကယူအားမှုအဆင့်ပုံမှုကြီးတအူးဟာထောက်လိုက်ရေးကတက်ဆွဲမှုအဆင့်တက်ချက်တအူးကိုတွဲခွင့်တောင်းနေရတဲ့ဖြစ်စဉ်မျိုးတွေလည်းရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ထောက်လိုက်ရေးတက်ဖွဲ့တွေရဲ့ဖောက်ပြန်မှုကိုတိုင်ကြားစာတစောင်းရမခတိုင်မှုထံကိုမိတ္တူအနေနဲ့ပေးဖို့ရောက်ရှိလာပါတယ်။ ရခင်ကဆိုရင် အခုလိုမိတူပေးလာပါက တိုင်မူများဟာထောက်လိုင်းရင်နဲ့မညီစွန်းလို့ပဲရှောင်ရှားကြပေမဲ့ရမခတိုင်မူအနေနဲ့ယခုအခါကကကြီးထံတင်ပြကအေးယူဆောင်ရွက်လာပါတယ်တရား9မိုင်စက္ကန့်ထောက်လိုင်းရတဲ့ဧရိယာအတွင်ဝင်ရောက်စီးနှင်းသိမ့်ပိုက်တဲ့အခါတရားမဝင်ပစ္စည်းတံပိုးဟာခမန်းလို့မရအောင်များပြားတာကြောင့်မနိုင်မနှင်းဖြစ်ပြီးရန်ကုန်ကဝင်ကြီးဦးစိုးသာစည်ရင်းစစ်ရှုပ်ဗိုလ်ချုပ်လွန်မှာ တမ်ဘရစစ်ဆေးရေးအရာရှိချုပ်တို့ပါဝင်တဲ့အဖွဲ့ကြီးဖွဲ့ကတွားရောက်စစ်ဆေးခဲ့ရပါတယ်။အရှိအအနေမကောင်းကြောင်းသိရတဲ့အတွက်ထောက်လိုင်းရေးမှူးချုပ်ယုံကဘုံမှုချုပ်မြင့်စော်ဟာအဲ့ဒီအဖွဲ့ကြီးထက်အပြည့်အလွာလေရင်ပေါ်မှာကိုယ်တိုင်တွားရောက်တောင်းပန်ခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ဘိုးတန်းရွှေကဘိုးခင်ညွန့်ကိုနှစ်နာရီကြာခေါ်ယူတွေ့ဆုံပြီးတတိပေးစုပူခဲ့ပါတယ်။ မနိုင်မနှင်းပြစ်နေတဲ့ကကလိုင်းရတာဝင်ကိုဒုတိယညွန်မှုဗိုလ်ချုပ်ကျော်ဝင်းကိုလွှဲပေးဖို့နဲ့လက်အောက်ခံတာဝန်ရှိသူတွေကိုထိရောက်စွာအရေးယူဖို့ပြောကြားခဲ့တယ်လို့သိရှိခဲ့ရပါတယ်။အဲ့ဒီအချိန်ကာလထိဗိုလ်ချုပ်ခင်ညွန်အနေနဲ့တခုခုကို ဆုံးဖြတ်ဖို့အချိန်ကျနေပြီဖြစ်ပေမဲ့ဆရာနာရှင်တွေကလက်ဦးမှုယူနှိတ်ကွပ်သွားခဲ့ပုံကိုဆက်လက်တင်ပြသွားပါမယ်။ဘိုခင်ညွန့်အနေနဲ့လမ်းခွဲကိုရောက်နေပြီဖြစ်လို့တခုခုကို ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။ ထောင်လည်တပ်ဖွဲ့အင်အားဟာခိုင်မာတောင်တင်းနေပေမဲ့အာဏာသိမ်းမဲ့ဆိုရင်အစာမကြေဖြစ်နေတဲ့တိုင်းမှုအများစုရှိနေလို့တိုင်းပြည်မှာသွေးထက်သွန်ရုံပြည်တွင်းစစ်မလွဲမသွေဖြစ်မယ်လို့ယုံကြည်ချိန်ဆနေဟန်ရှိပါတယ်။ဆက်ပြီးနေရင်လည်းနိုင်ငံရေးမှာအောင်မြင်မှုရှိနေတဲ့မိမိအပေါ်မကျေနပ်တဲ့ထိပ်ပိုင်းစစ်အာဏာရှင်တွေရဲ့နှိတ်ကုတ်မှုကိုခံရမှာဖြစ်ပါတယ်။ အဲ့ဒီလိုဘေးကျက်နှံကျက်ဖြစ်နေစဉ်ထောင်လိုင်းရေးမှူးချုပ်အစီအဝေးမှာဘူခင်ညွန့်ကလက်အောက်ငယ်သားတွေကိုမင်းတို့အရှင်ရှင်မငြိညွတ်လို့ဖြစ်တာလို့ပြောမိတဲ့ဇာကအပေါ်ကောက်ရှက်ရှက်ပြီးနာအဖအာနာရှင်ထိပ်ပိုင်းကောင်းဆောင်ဟာဘူခင်ညွန့်ကိုအမိတ်မနာခံမှုအဂတိလိုက်စားမှုနဲ့ဆွဲချက်တင်ကမန္တလေးကအပြန်2004ခုနှစ်အောက်တိုဘာ18ရက်နေ့တွင်ဖမ်းဆီးပြီးဆိုင်းငံ့ထောင်ဒဏ်44နှစ်ရှာမှတ်အရေးယူလိုက်ပါတယ်။ ရန်ကုန်မြို့ကြိုက်ကဆန်ကွင်းကိုစစ်ကားအစီးတရာကျော်ကားတန်းချေကြီးနဲ့စစ်တပ်အလုံးအရင်ဝင်ရောက်လာကြတဲ့ကဆရာနာရှင်တွေဟာသွေးရက်တန်ရုံထိမျောမှန်းပြီးကြောက်လန့်တကြဖြစ်နေကြပါတယ်။ရှမိုင်လန်းစုံမှာရှိတဲ့ထောက်လိုင်းရေးဌာနရုံချုပ်ကို တမစတက်မှာဝင်ရောက်စီးနင်းခဲ့ပါတယ်။အကြောင်းသိနေတဲ့ထောက်လိုင်းရေးတပ်ဖွဲ့ရဲ့အန်ဒီရဲ့ကြောင့်ထိပ်ပိုင်းအာနာရှင်နှစ်ဦးရဲ့မိသားစုတွေကိုမူလအိမ်တော်ကြီးမှအ мян ဆုံးပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ်ဆရာနာရှင်နေဟာဖြုတ်ထုတ်ရစနစ်နဲ့ကျူပင်ခုတ်ကျူငုတ်ပါမကြမ်းမျက်မှန်တင်ဦးရဲ့ထောက်လိုက်ရေးတပ်ဖွဲ့တွေကိုနှိတ်ကွတာထက်တောင်ပုံမူပြင်းထန်စွာနှိတ်ကွခဲ့ပါတယ်။ပြန်လည်ဖွဲ့စည်းထားတဲ့စစ်ဘက်ရေးရလုံခြုံရေးအရာရှိချုပ်ရုံးကို ထောက်လိုက်ရေးနာမည်ကိုပင်ဆက်သွင်းခွင့်မပြုအောင်အညှိုးကြီးခဲ့ပါတယ်။နေဘက်ရှိဌာနဆိုင်ရာတွေမှာတုတ်သွင်းထားတဲ့ထောက်လိုက်ရေးတပ်ဖွဲ့ဝင်တွေကိုလည်းအေးအေးယူဖြုတ်ထုတ်ရှာလုပ်ခဲ့ပါဗျ။ ောက်လိုင်းရိတ်ကထောက်ခံချက်ပေးထားတဲ့ဘူလောင်းတွေကိုပါမကြံဆွေခွန်20မျိုး20ထောက်လိုင်းရိတ်နဲ့ပတ်သက်သမျှအားလုံးကိုအေးအေးယူခဲ့ပါတယ်။ဘိုခင်ညွန့်အပေါ်တရှိုးကပြုပြင်ပြောင်းလဲရေးတမားလို့မြင်ခဲ့ကြပါတယ်။ ဒေါအောင်ဆန်းစုကြည်ကိုညီမလေးတဦးလို့ခင်မင်ပါတယ်လို့စကားလုံးပြစ်သွင်းပြီးအမျိုးသားပြန်လည်တင့်မြတ်ရေးအတွက်လမ်းခင်ပေးခဲ့တယ်လို့ဒေါအောင်ဆန်းစုကြည်ကလည်းတပ်မတော်သားတွေဟာဖိဖိရဲ့သားသမီးများဖြစ်တယ်လို့အပြုသဘောတုံ့ပြန်ကြတဲ့အတွက် ပြည်သူလူထုအားလုံးကတခဲနဲ့ဝမ်းသာအားရကြိုဆိုခဲ့ကြပြီးနိုင်ငံတကာကတောင်အံ့ဩနေရပါတယ်ဘိုဂင်ညိုဟာအာဆီယံကိုစီးယုံနိုင်ပြီး EU ကဲ့သို့နိုင်ငံတကာရဲ့ဖိအားပေးမှုကို အထိုက်အလျောက်လျော့ပါအောင်ဆောင်ရွက်ပြီးနိုင်ခဲ့ပါတယ်။ သို့တော်လည်းတနက်ပြောင်းဝမှာအာနာရှိတယ်ဆိုတော့မော်စီတုံးရဲ့ဇကာအတိုင်းဆရာနာရှင်နှူးဟာတနက်ပြောင်းပြောင်းပြန်လဲမှာစိုးရင်ပြီးပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ဗိုလ်ခင်ညွန့်ကိုနှိတ်ကုတ်ခဲ့ပါတယ်။ယနေ့ထိပ်ပိုင်းအာနာရှင်မှာနာဝတာခိကတက်လာသူနှူးသားကြံတော်လို့ဘသူခွဲခွဲတုံမခွဲအမဲစီယုံမဲ့ဆိုတဲ့ဆောင်းပုတ်အစားဘသူဘသူမှတက်ကိုမခွဲ တို့အရှင်းရှင်းပဲခွဲနေမယ်ဆိုတာတသက်ပြနေပါတယ်။ ဘေးပြောတာကိုမယုံနဲ့သွေးပြောတာကိုယုံဆောင်ဖို့ဟာလေပြောင်းပြန်ဖြစ်နေကဘေးကမိမပြောတာတွေကိုယုံပြီးသွေးဖြစ်တဲ့ရဲဘော်ရဲဘက်တွေအရှင်ရှင်တင်းမြက်ရေးပြုတ်ပြင်ပြောင်းလဲရေးပြောနေတာကိုတော့မယုံဘူးဖြစ်နေပါတယ်ဒါအပြင်နာအဖဟာအမျိုးသားပြန်လဲတင်းမြက်ရေးအစားအမျိုးသားပြန်လဲတက်ဖြက်ရေးကိုလှုပ်ဆောင်နေပါတယ်။ရှုံကုံတုံးသက်ရရင်ဘိုခင်ညွတ်နဲ့ထောက်လိုင်းရေးတပ်ဖွဲ့ဟာလုံပိုင်ခွင့်အာဏာရှိပေမဲ့အင်အားကောင်းတဲ့ဂျီတက်ရဲ့မုံတီးပြီးဖြိုခွဲခံခဲ့ရပါတယ်။ ဗိုလ်ကြီးအောင်ကျော်မြင့်ကတော့လုတ်ပိုင်ခွင့်အာဏာနဲ့ကြီးတက်ရှိပေမဲ့အင်အားကောင်းတဲ့ထောက်လှမ်းရေးတပ်ရဲ့ဖြိုခွဲခြင်းခံခဲ့ရပါတယ်။သို့သောဗိုလ်ကြီးအောင်ကျော်မြင့်နဲ့ဗိုလ်ချုပ်ကြီးခင်ညွန်းတို့ဟာမြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့အမျိုးသားပြန်လည်တင်းမြက်ရေးကိုအထိုက်အလျောက်တာဝန်ကျေစွာလုပ်ခဲ့သူများဖြစ်တယ်လို့ဆိုနိုင်ပါတယ်။တပ်မတော်ရဲ့တမိုင်းချောင်းကိုကောင်းမွန်အောင်မျိုးဆက်သစ်တပ်မှုတွေလှုပ်ဆောင်ဖို့အမျိုးသားရဲ့တာဝန်ကြံရှိနေပါသေးတယ်။တပ်မတော်သားတွေကို ပြောကြားချင်တာက တက်မတော်ရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းဟာသူ့ရဲ့သမီးဒေါအောင်ဆန်းစုကြည်ကိုတက်မတော်သားတွေရဲ့တနက်ပြောင်းဝါလှဲ့လိမ့်မယ်လို့မျှော်လင့်မိမှာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်။မွေးစားဖခင်မာဆာလာပထွေးနာဝတာနဲ့လင်မာသားနာအဖာတို့ကိုကာကွယ်ပေးနေတဲ့ပြည်သူမုန်းနဲ့တက်မတော်ဖြစ်နေတာကိုတက်မလွန်ဘဝကဗိုလ်ချုပ်တည်သွားခဲ့ရင်မလွဲဧကန်ရင်ထူးမနာဖြစ်နေမှာအသေးအကြဖြစ်ပါတယ်။ တာသုံးသားထဲမှာတာကြီးဖြစ်တဲ့စစ်သားတွေဟာညီအကိုအရှင်ရှင်ဖြစ်တဲ့တားလက်ဖရာသားနဲ့တာထွေကျောင်းသားတို့ကိုနာအဘကရန်တိုက်ပေးနေကြောင်းသဘောပေါက်ပြီးတာသုံးသားပူပေါင်းကမိသားစုတွဲဆောင်ဆွေးနွေးရေးစကားဝိုင်းတို့ရအောင်ကြိုးပမ်းဆောင်ရွက်ရင်းအမိမြန်မာနိုင်ငံကိုကဲ့တင်ကြရန်တိုက်တွန်းလိုပါတယ်။